ငလင်ကြောင်ဖခင်ကိုလက်လွတ်လိုက်ရပြီမြေကေဆေးရေလုပ်ငန်းတွေကိုလုတ်ကင်နေတဲ့မန်လီကာပရိုက်တာသမားတူ အားလုံးပဲမင်္ဂလာပါရှင်။တက်ဆက်လေးပဲဒီနျူပေးကနေပြက်လေးကကြိုဆိုလိုက်ပါရီ။ပြည်ထောင်နေငလင်းတဲ့ကြောင့်လူပေါင်းများစွာတက်ဆုံရှုံခဲ့ရပြီးတော့အခုဒီကဲစီရေလုပ်ငန်းတွေကိုဆောက်ရွက်နေသေးဖြစ်ပါရီ။အသက်မရှင်နိုင်တော့လို့တရားပေးမယ်လေ။တိုက်ပြူပြည့်တွေဈားထဲမှာအသက်ရှင်နေသေးသူတွေလည်းရှိပါသေးတယ်။မန်လီမှာပရိုက်တာလုပ်တွေကိုလုပ်နေတဲ့ကိုအေးတွေကငလင်းပေးမှာသူ့ဖေကိုဆုပ်ရှုပ်လိုက်ရှာသူပါ။ဖခင်ကွဲလွန်ထားတာတပတ်မပြည့်သေးပေမဲ့လေခုချိန်မှာခက်ခဲနေသူတွေကိုကူညီဖို့အတွက်ပရိုက်တာလုပ်တွေကိုလုပ်ကင်နေပါရီ။ကိုအေးတင်ဖခင်ဖြစ်သူကငားတဲ့တိုက်ပြူကြမှုတွေမှာ ာပသွားခဲ့သူဟာအဖေကွယ်လွန်သွားမယ်လို့လုံးဝမထင်ခဲ့ဘဲနဲ့မြန်ဆန်တဲ့ဖြစ်ပျက်တွေကြောင့်ဖခင်ဖြစ်သူဟာကွယ်လွန်သွားခဲ့ရပါသည် ကိုရီးတရားဘိုက်ကင်ဖြစ်သူသက်ရှိစေမှာအဖေကိုချစ်တဲ့အကြောင်းမပြောလိုက်ရတာကြောင့်နောင်တရရှာနေပါတယ်။အသက်20ကျော်ကလေးကအဖေကိုချစ်တဲ့အကြောင်းကိုနှုတ်ကနေဖြန့်ဟပြီးတော့ပြောရမှာကိုဝင်လေးနေခဲ့ပါတယ်။အဖေကိုပြောရမှာရှက်နေတာကြောင့်မပြောပြခဲ့ဘဲနဲ့အဖေကွယ်လွန်သွားတဲ့အချိန်မှာတော့ယူကျုံမရဖြစ်သွားပါတယ်။အဖေကိုချစ်တဲ့အကြောင်းပြောရမှာကိုရှက်နေခဲ့ပေမဲ့လည်းအခုတော့အဖေကမရှိတော့ပါဘူး။သူ့အဖေကိုတင်ငန်းစာယူပြီးတော့ကိုရီးတရားအဖေကိုသက်ရှိစေမှာချစ်တဲ့အကြောင်းနဲ့ပြောဖို့တိုက်တွန်းထားပါတယ်။ကိုရီးတရားဘိုက်ကင်ကွယ်လွန်သွားပေမဲ့လည်းတားကြီးဆုံးဖြစ်တာကြောင့်မောင်နှမတွေနဲ့အမေကို းငယ်ပြီးတော့ကျိတ်ပြီးတော့ငိုခဲ့ရပါတယ်။သူကိုယ်တိုင်ကပြိုလဲသွားတဲ့အခါမောင်နှမတွေကပို့ပြီးတော့ခက်စားရနိုင်တာကြောင့်ကိုရီတီဟာအတင်းထားရပါတယ်။ ဖခင်ကိုဆုံးရှုံးထားတဲ့သားဖြစ်ပေမယ့်တစ်ဖက်မှာလည်းပရိဒါလုပ်တွေကိုလုတ်ကင်နေပါရီသူရဲ့ရှင်ထဲမှာအဖေကိုရုပ်တရက်လက်လွတ်လိုက်ရှာလို့ခက်စားနေရတယ်လို့အဖေကိုချစ်တဲ့အကြောင်းနေမပြောလိုက်နိုင်တဲ့အတွက်လည်းနောက်ထပ်ရှာနေပါရီဒါပေမဲ့တစ်ဖက်မှာတော့ပရိဒါလုပ်တွေကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့လုံနိုင်ဖို့ဆိုတာမလွယ်ကူပါဘူးကိုရီတင်ကငကတ်တွေလည်းတတ်ထားပြီးတော့လက်သေးတွေကိုလည်းစိတ်ဆိုးထားပါရီစပင်ကိုလည်းအရောက်နေဆိုးထားသေးတာကြောင့်အပြင်းမကြီးမယ်ဆိုရင်တော့လူများစုကထင်သေးကြမှာပါပေါ်ပြပြနေထိုင်နေလို့ထင်ရပေမယ့်လူတယောက်ရဲ့စိတ်နေစိတ်ထားပုံမှန်သိပြင်းနေဆုပ်ဖြစ်လို့မရဘူးဆိုတာသိသွားကြ ာပါရင်လူတယောက်ရဲ့ရှင်ထဲမှာဘလို့ခန်းစားချက်တွေရှိပြီးသူ့မှာဘလို့ဝန်းနေစရာတွေနဲ့ကြုံရလဲဆိုတာအတွေ့အကြုံမသိထားရင်တော့တာမန်သူတယောက်လို့သာထင်မှာပါ။ကိုယ်ရီကရှင်ထဲကလည်း priority လုပ်တွေကိုလုပ်လို့ရှိသူဖြစ်ပါရင်ဖခင်ကွဲလွန်ထားတာတပတ်မပြည့်သေးပေမဲ့လည်း priority လုပ်တွေကိုလုပ်ပြီးတော့ကုသိုလ်ရှိနေတာကိုတမလွန်လျှောက်သွားတဲ့ဖခင်ဖြစ်သူသိရင်တော့ဝမ်းသာနေမှာပါ။သူ့ဖေကိုမကယ်တင်လိုက်နိုင်ပေမဲ့လည်းအခြားသောလူနာတွေနဲ့ဒုက္ခရောက်နေတဲ့သူတွေကိုတော့ကယ်တင်လိုက်နိုင်ပါရင်ပူပြင်းတဲ့ရာသီဥတုမှာကေဆေးဥဆုပ်ကိုဝတ်ဆင်ပြီး အောက်ထုတ်လေဆောင်ထားရတဲ့တွေပေးမဲမိမိသူ့ရဲ့ brighter စိတ်ထားကတော့မလျော့သွားပါဘူး။ကိုတိုင်းပူတော့ကတွေကိုကြုံနေရတဲ့အချိန်မှာအခြားသူတွေကိုကူညီပေးနိုင်တဲ့စိတ်ထားရှိတဲ့ကိုရီတင်ကိုချီးကျူးနေကြသလိုလူတယောက်ရင်စိတ်ရင်းကိုပုံမှန်တွေ့ပြနေဆုံးဖြတ်လို့မရဘူးဆိုတာကိုလည်းလက်ခံသွားကြပါရစ်။ကိုရီတင်ကဖခင်ဖြစ်သူကိုမကယ်လိုက်နိုင်ပေမဲ့လည်းအခြားသူတွေကိုကေတဲသွားအောင်ပါပါ။ဖခင်ရှိနေသေးတဲ့သူတွေကိုလည်းရှီတော့ပြုစုဖို့အဖေနဲ့ဆင်ပြောင်းနေဖို့အဖေရှီတော့မှာဖေကိုချက်တက်တဲ့အကြောင်းအားရပါးရပြောဖို့အတွက်ကိုရီတင်ကတိုက်တွန်းထားပါသေးတယ်။ ကိုရည်ရင်ဖခင်လေးကောင်းမွန်ရာဘဝကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးတဘာဝဘေးအန္တရာယ်ကြီးမှာကင်းလွတ်ကြပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။